အားလုံးဝမ်းမြင်လာပါဒီဗီဒီယိုမှာတော့ BNN Thatcher website ကိုသွားပြီးတော့ဘလို information တွေရှာလို့ရလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ပြပတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Google ကနေပြီးတော့ BNN Thatch.wordpress.com ဆိုပြီးရိုက်ရှာလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ website လေးကိုရောက်လာလိမ့်မယ်အဲ့တော့ရောက်လာတဲ့အခါမှာကျွန်တော်တို့ကဒီမှာ BNN Thatch ပေါ့နော် ဒါကကျွန်တော်ရဲ့ logo လေးအဲ့တော့ကျွန်တော်က learning special class ဆိုပြီးတော့ရေဆုံးစပြီးတော့တွေ့ရလိမ့်မယ် learning special class ကဆိုတာဘာကြောင့်ပေးတာလဲဆိုရင် visit ကနေပြီးတော့ linux ကို system administration အထိတင်ပေးတာမလို့ပေါ့နော်အဲ့တော့အပေါ်မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်က tab တွေရှိတယ်နော် page တွေပေါ့ page တွေခွဲထားတယ်အဲ့တော့ home ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ home page ကိုရောက်သွားလိမ့်မယ်ကျွန်တော် linux ကျွန်တော်ရဲ့ BNN test မှာတည်နေတဲ့ Linux နဲ့ပတ်သက်တဲ့ course တွေကိုကြည့်ကျင်တဲ့ဆိုရင်ဒီမှာ course online ကိုကျွန်တော်တို့ရွေးလိုက်လို့ရတယ်။ဒါဆိုလို့ရှိရင်ကျွန်တော် course online နဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်နေတဲ့ course အကြောင်းအရာတွေကိုကျွန်တော်တို့ဒီမှာရေးပေးထားတယ်ပေါ့။နောက်တစ်ခုကျွန်တော်ရဲ့ဒီတည်နေရဲ့ information ကိုအကြောင်းသိကျင်တဲ့ဆိုလို့ရှိရင်ဒီ about to ရဲ့ page လေးကိုနှိပ်ကြည့်လိုက်တာနဲ့ကျွန်တော်ဘာတွေတည်နေလဲဘာတွေပြောပြထားလဲဆိုတာဒီမှာအတွေ့ရမယ်ပေါ့နော်။ Okay နောက်တစ်ခု content contact မှာကကြတော့ကျွန်တော်တို့က contact ပေါ့နော် contact မှာကြတော့ကျွန်တော်ဆက်သွယ်လို့ရမယ်ဟိုဓာတ်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့ address တွေကိုထည့်ပေးထားတယ်ပေါ့နော် contact list list ကိုကျွန်တော်ထည့်ပေးထားတယ်အဲ့တော့နောက်တစ်ခုကဒီမှာ all post ပေါ့ကျွန်တော်ဒီ page ကဒီ website ကကျွန်တော်တို့ sharing လုပ်တာက2000 ကော2019လောက်တည်းအလုပ်ထားတာပေါ့နော်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့ကကြည့်လို့ရတယ် all post မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာကျွန်တော်တင်သမျှ post တွေအကုန်လုံးကိုဒီမှာရှိရဲဒီမှာဆိုရင် next page နဲ့တွားပြီးတော့လည်းကြည့်လို့ရပါတယ် okay နော်အဲ့လိုကြည့်လို့ရတယ်ဟုတ်ပြီနောက်ပြကြ job opportunity ပေါ့နော်ဒါက job နဲ့ပတ်သက်ပြီး website တွေကိုကျွန်တော်ညွှန်ပေးထားတာ အဲ့တော့အာရှနိုင်ငံတွေမှာရောတခြားနိုင်ငံတွေမှာရောက်နေတဲ့အဲကျွန်တော်မြန်မာနိုင်ငံသားတွေအဲကျွန်တော်အလောက်ရှာဖွေ website တွေကိုကျွန်တော်ဒီပါ နိုင်ငံအလိုက်လေးတွေခွဲပြီးတော့ထည့်ပေးထားတာမျိုးလည်းရှိတယ်။အဲ့မှာလည်းကျွန်တော် ကျွန်တော်တို့တွေ့ကြည့်လို့ရတယ်ပေါ့နော်။ Okay အဲ့တော့ home ကိုသွားပြီးတဲ့အခါမှာတဲ့ကျွန်တော်တို့ကဒီပါတစ်ခုခုကိုရှာကျင်တဲ့အကြောင်းအရာကိုရှာကျင်တယ်ပေါ့နော်။ရှာရမှာ search ပေါ့နော်။အောက်ထပ်မှာ search for oppos ပေါ့နော်ကျွန်တော်တင်သမျှအဟောင်းနေရာဟိုးအနောက်ကိုရောက်သွားတယ်ပေါ့နော်အဲ့ချိန်မှာကိုက ရှာကျင်တဲ့အခါမျိုးမှာဒါရှာလို့ရ Raspberry Pi မဟုတ်ဘူးသူက IASP BE Raspberry Pi ဆိုပြီးရိုက်လိုက်။ဒါဆိုရင် Raspberry Pi နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်လိုက်တဲ့ post အကြောင်းအရာတွေကိုဒီမှာဆိုရင်တွေ့ရလိမ့်မယ်ပေါ့နော်။ Okay အဲ့လိုမျိုး search ကနေပြီးတော့လဲရှာလို့ရတယ်။အဲ့ဒါက home page ကိုသွားပြီးတော့ပဲရှာရမယ်နော်။ home page ရဲ့ဟိုးအောက်ဆုံးမှာကျွန်တော်တို့ search option လေးရှိတယ်။အဲ့ဒီ option လေးမှာပဲကျွန်တော်တို့ရိုက်ပြီးရှာရင်ရပါတယ်။ Okay အဲ့တော့ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကျွန်တော်ရဲ့ website အသုံးပြုပုံလေးနဲ့ website ထဲမှာဘာတွေရေးထားလဲဆိုတာကိုလည်းလေ့လာနိုင်ပါတယ်။အဲလေ့လာပြပြဖြစ်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။